ကိုင်းနဲ့မတရားမျိုးနယ်ကြားမှာစီစဉ်ထားတဲ့ AR မြစ်တွင်းကမြေနုကျွန်းတွေမှာငလင်ကြောင်မြေသားတွေအက်ကွယ်ပြီးရေတွေပန်းထွက်လာလို့လူနေအိမ်တွေပျက်စီးကုန်တာကြောင့်အဲ့ဒီကျွန်းပေါ်ကပြည်သူတွေဘေးလွရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ခွန်စာအုပ်ပေးပို့ထားပါတယ်ရှင်။မလ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်စကိုင်းနဲ့မတရားမျိုးနယ်ကြားမှာစီစဉ်ထားတဲ့ AR မြစ်တွင်းကမြေနုကျွန်းတွေဖြစ်တဲ့ရေလေကျွန်း၊အေကျွန်း၊ဘိုးကြီးကျွန်း ဒေါင်ကျွန်းစားတဲ့ကျွန်းလေးကျွန်းမှာမြေသားတွေအက်ကွဲလာပြီးရေတွေပန်းထွက်လာတာရှိပါတယ်။ဒါကြောင့်အဲ့ဒီကျွန်းတွေပေါ်ကလူနေအိမ်တွေပျက်စီးကုန်ပြီးပြည်သူတွေမှာဘေးလွရာကိုတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ေလေကျွန်းရဲ့ဒေါင်းကျွန်းရဲ့ဘိုးကြီးကျွန်းရဲ့နောက်ရအေးကျွန်းရဲ့လေးကျွန်းဟုတ်ကျွန်းပေါ်ကလူတွေကတော့ဒုက္ခရောက်တယ်ကြဟိုကျွန်းထဲဒီမှာနေတဲ့လူတွေလေသူတို့ကကြတော့အဲ့အကြောင်းကြီးရေဟိုရွာလေအညီတော့အကြောင်းကြီးထားရေတွေပန်းထွက်တာလေရေတွေပန်းထွက်ပြီးတော့သူ့အိမ်နေဆိုနေဝါတာလို့အညပြိုပြိုဝါတာတွေရောအညဟိုစနေလို့မရတာတွေအညတွေဖြစ်သွားတာအဲ့နေရှင်ဒီတော့အညအကူညီရတာဆိုတော့မကြားသေးဘူးကြဟုတ်ငလင်ကျောင်းစကိုင်းနဲ့မရရနေဆက်စင့်ကန်ရွာရှိက အရာတွေမြည်ရည်တွေခန်းချောက်တာတွေရှိတယ်လို့ဒေတာကန်ဒီကပြောပါတယ်။ဒါအပြင်သခိုင်းနဲ့ဝက်လက်မြို့နယ်အဆက်အရာတွေမြစ်တွင်းကမြင်းနုကျုံးငယ်တွေမြစ်ထဲပြိုကျသွားတာတွေရှိပါတယ်။အဲ့ဒီဒေတာမှာငလင်ကြောင့်တိတ်ဆုံးတွေရှိခဲ့ပြီးအကူအညီတွေလည်းလိုအပ်နေတယ်လို့ဒေတာကန်ဒီကဆိုပါတယ်။ရှေးမကတော့ကြောင်းကြီးမှာဆိုရင်အဲဖုန်ကြီးတစ်ပါးပေါ့နော်ပြန်နေမှုလို့ရတယ်။သခိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်ချုပ်ဆက်ပေါ့အိုက်နိုင်ရွာပေါ့ ဟို6ယောက်ကမိသားစုတူတူလုံတော့6ယောက်ကကြတော့တို့လက်နဲ့ကြည့်ပြတဲ့ထင်ပြီးတော့တိုက်ထဲဝင်ပုံတဲ့ခါမှာတိုက်ကပြိုသွားတာအဲ့ဒါမိသားစု6ယောက်ဒီရေပေါ့နော်ကျုံးမင်းဖုန်းကြီးเจ้าက6ယောက်ဆောက်ဦးကြီးအကုန်ပြိုတယ်အထက်ဦးစင်းနှပါပြန်လည်ဝင်မှုရတယ်ပေါ့နော်ဒီတာဖာ2ယောက်လည်းเออตาพาเนี่ยก็တော့ကုမြင်နေမှာဆိုပေမဲ့တစ်ပင်ကြီးကနှစ်ချမ်းကွဲပြီးတော့တာဖာเนี่ยပေါ့ပြည်တယ်အဲ့ဒီနှစ်ယောက်ကလည်းတည်တယ်ဘောတော့အဲအဲ့ဒါတော့ IT ပါလေ6ယောက်ဖြစ်သွားတယ်သူကျွန်းလေးတွေရေမြုပ်သွားတာရှိတယ် ရေရေလေတောင်လေးမြုပ်ရတာရှိတယ်ပြီးတော့ကဘာတွေပြိုရတာရှိမယ်တောင်တွေပြိုရတာရှိမယ်အင်းနေပြင်ပအကူကြီးကတော့ဒါတယ်မကြောက်ဘူးဗျဒီတိုင်းပဲကိုရက်ရွာနေပဲဖေးမပြီးတော့ကူကြီးဆောင်ရွက်ပေးနေရည်တော့ရှိရောစာနေရိခတောက်ရေးစေဝါစာနေရိခအဒီကတော့အဲ့ဒါပဲလုပ်မှာပါမလ28ရက်နေ့နေ့လယ်တနာရီကန်းကမြန်မာနိုင်ငံမန္တလေးမြို့နယ်16ကီလိုမီတာအကွာကိုဗဟုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.9 ရစ်တာစကေးရှိတဲ့ငလင်ကြောင်မန်လေးမြို့မှာ1239ရောင်၊စကိုင်းမြို့မှာ682ရောင်၊နေပြည်တော်မှာ326ရောင်ပါဝင်စကိုင်းတိုင်း၊မန်လေးတိုင်း၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အတွင်းမှာလူဦးရေ3848ရောင်တည်ဆုံးခဲ့ပါတယ်။ဒါ့အပြင်ထိခိုက်ဒဏ်ရာရသူ 4925ယောက်ရှိတာပျောက်ဆုံးသူကတော့908ယောက်ရှိတယ်လို့ AP နေရက်နေ့မြန်မာစံတော်ချိန်နေ့လယ်တနာရီတီ DBB data တင်းကကောက်ယူစုဆောင်ထားတဲ့စီးနေရာသိရပါတယ်ကျွန်တော်ခွန်စောဦးပါ